အဘိဓမ္မေသုပ္ပတိပန္နောပညာသံဗရံနေတာယစတတ်သောပဋိသင်္ဗိဒာပါပုဏာတိအဘိဓမ္မာသင်ယူတဲ့အဘိဓမ္မာသင်တန်းသားတိုင်းသင်တန်းသားတိုင်းအဘိဓမ္မာသင်တန်းကိုပို့ချနေကြတဲ့ဆရာတိုင်းဆရာတိုင်းအဘိဓမ္မာတရားကို나ယူနေကြတဲ့ အဘိဓမ္မာဓမ္မပဋိဃာကပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အဘိဓမ္မာဆိုတဲ့အလွန်လေးနက်တဲ့တရားခန္ဓာအရဏဓာတုစာလို့သာသနာသာသနာ့ဘအခါမှာကြားဘူးဖို့အလွန်ခဲရင်တဲ့အမတန်လေးနက်တဲ့အဘိဓမ္မာတရားကိုသင်ယူနေကြရတာဟာ alon dia mah dambusi bi, alon tuhnya ada adi nyango yasi jarap separ. Abi demi itu beri pano pinjat tambahan nidaya. Abi demago seni deja lila jamai tinju jamai. Abi demago lara dancing tuhnya me solusi. Orang yang saya tadana ramah. အစင်မြင့်ဆုံးလို့ဆိုတဲ့ပညာလောကကြီးမှာလည်းပဲအချင်းမွန်းအဆုံးလို့ဆိုတဲ့ပညာထိုပညာမျိုးကို ရရှိကြမှာဖြစ်တယ်တခြားဒေသနာတော်တွေနဲ့မတူဘဲနဲ့အဘိဓမ္မာဒေသနာတော်ဟာလူတူတယောက်ရဲ့ပညာကြီးအစွမ်းအစကိုမြင့်မားတိုးတက်စေတဲ့ဒေသနာတော်မျိုးဖြစ်တော့အဘိဓမ္မာသင်ရတယ်ဆိုရင်ပဲ ထူးခြားတဲ့အသိဉာဏ်တွေမိမိတို့တဏ္ဍာမှာရရှိလာတယ်။ဒီရရှိလာတဲ့အသိဉာဏ်ဟာ ကိုယ်တဏ္ဍာမှာပျောက်ကွယ်သွားတာမဟုတ်ဘူး။အကြောင်းမတိုက်ဆိုင်လို့မိမိရဲ့ mental process လို့ခေါ်တဲ့စိတ်အစဉ်ထဲမှာကိဝတ်နေလို့မပေါ်လာအောင်အကြောင်းတိုက်ဆိုင်လာပြီဆိုလို့ရှိရင်ဖြင့်ဒီအသိဉာဏ်ဟာမိမိဖို့ အမတန်မှ ထူးခြားတဲ့အသိဉာဏ်တစ်မျိုးဖြစ်လာမှာပါ။ဒါကြောင့်မို့အဘိဓမ္မာသင်ရတယ်ဆိုတာအလွန်ကျေးဇူးများတယ်လို့ထကရာဆရာကြီးများကဖွင့်ပြတယ်။အဘိဓမ္မာဆိုတာ analyze လုပ်ပြီးတော့ပြတဲ့ဒေသနာမျိုးဖြစ်သည့်အတွက်ကြောင့်နေ့စဉ်လူတွေတွေးထင်နေကြတဲ့အတွေးအထင်ကို ဖြတ်ကျော်ပြီးတော့လူတွေမတွေးနိုင်တဲ့အပိုင်းကို အဘိဓမ္မာကမိမောင်းထိုးပြထားတာလူတွေနေစဉ်တွေးတာဟာ concept လို့ခေါ်တဲ့ပြဉ္ညာပိုင်းဆိုင်ရာ အပေါ်ယံကိုသာ တွေးထင်ပြီးတော့သူပဲငါပဲလူပဲနတ်ပဲဆိုတဲ့အပေါ်ယံအယူဆတရထိုအယူဆတရကိုထွန်းပေါက်နိုင်ခြင်းကမစွမ်းနိုင်ကြဘူးထွန်းပေါက်နိုင်တဲ့အသိဉာဏ်မျိုးကိုမရဘူး ။တပည့်တမကတော့တမန်အတွေ့အထင်တွေကိုဖြတ်ကျော်ပြီးတော့ထိုးအထွေးထင်တွေအလွန်နဲ့နဲ့နဲ့ဆိုင်လာတဲ့ထို concept ရဲ့အတွင်းသားအနှစ်ဖြစ်နေတဲ့ယုတ်တရားနံတရားတွေကိုပိုင်းခြားစိတ်ဖြာပြီးပြသတဲ့ကျမ်းဖြစ်လို့အလွန်ကိုလေးနဲ့လာတဲ့ဒေသနာတော်တစ်မျိုးဖြစ်တာပေါ့အပိဓမ္မာသိမယ်ဆိုလို့ရှိရင် တဘာဝဓမ္မနေအချင်းသိเสียမကြံတော့အောင်ထူးခြားထက်မြက်တဲ့အသိဉာဏ်မျိုးရတာဖြစ်လို့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေဟာ analytical knowledge of analytical knowledge of knowledge လို့ဆိုရက်ပဋိသင်္ပိတာဉာဏ်မျိုးကိုရရှိနိုင်မှာဖြစ်ပါဉာဏ်ဤဉာဏ်သွေးဆိုတာမိမိလေ့ကျင့်နေတဲ့အနေထားပေါ်မှာမူတည်ပြီးတော့ မိမိလေးချက်ထားတဲ့အတိုင်းမိမိတို့တဏ္ဍာမှာဖြစ်ပေါ်လာတာဖြစ်တယ်။အဘိဓမ္မာဟာ အမြဲတမ်းအယခသိန်းကိုခွဲခြားစိတ်ဖြာပြီးတော့ရှုမြင်တတ်တယ်။မြတ်စွာဘုရားကဟောလို့ရှိရင်လည်းအသေးစိတ်ခွဲခြားပြီးတော့ဟောတာဖြစ်တာကိုဆိုပါစို့လူတွေပြောနေကြတဲ့ငါစိတ်ထဲမှာအကြံကလေးတစ်ခု ပေါက်တယ်လို့ အရက်ထဲမှာပြောနေကြတဲ့စိတ်ဆိုတာလေးတွင်ပဲဘုရားမြတ်စွာက ခွဲခြားစိတ်ဖြန်ပြီးတော့ဟောထားတယ်စိတ်လို့ပြောရတဲ့နံလေးဟာသဘာဝတရားလေးဟာအ ਨੇ ဆုံး၈ခုနဲ့ဖွဲ့စည်းထားတယ်ပြီးတော့မှသင်တဲ့ပုဂ္ဂိုလ်တိုင်းသိတယ် unity of eight ခုခေတ်လို့ပြောမယ်ဆိုရင် eight in one ပေါ့စိတ်ဆိုတဲ့သဘာဝတရားလေးတစ်ခုတည်းမှာပဲ ရှင်မျိုးဟာပါဝင်ဖွဲ့စည်းထားတာဖြစ်တယ်စိတ်လို့ပြောရတဲ့အခြေခံသဘာဝတရားလေးကတစ်ခုနဲ့ထိုစိတ်ကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ရဲ့အင်အားစုများလို့ပြောရမယ့်ဟာက အနည်းဆုံး9ခုအလုံး6ခုနဲ့ဖွဲ့စည်းထားတယ်ဆိုတာအပြီးတော့မဒေသနာတော်ကသာလင် question စိတ်ဖြာပြီးတော့ပြတာဖြစ်တယ်တမန်အပြင်ပြောမယ်ဆိုလို့ရှိရင် စိတ်တစ်ခုတည်းပဲရည်ညွှန်းပြီးတော့ပြောနေကြတယ် ရုပ်ဆိုတဲ့နေရာမှာလည်းပဲရုပ်ကိုခွဲခြားစိတ်ပြပြီးတော့ကြည့်ကြအောင်တော့ရုပ်ရှိခုဟာတခုတည်းအနေယက်တိနေတဲ့အသင်တန်တန်ကိုသိနိုင်စွာမြင်နိုင်စွာမရှိပါဘူးဘုရားမြတ်စွာရဲ့အဘိဓမ္မာက ခွဲခြားစိတ်ပြပြီးပြလိုက်တဲ့အခါအာဝိနေဘောကယုရှိခုအထက်ကလယုရှိခုလို့ဆိုတဲ့ inseparable indivisible ခွဲလို့မရခွဲထားလို့မရတဲ့ရုပ်ရှိခုရဲ့အပေါင်းဟာအခြေခံအပြင် ရုပ်ဖဲလို့ဆိုတာနားလည်လာရတယ်။နန္တရားဘိုင်းကိုကြည့်ရင်လည်းရှစ်ခုနဲ့အခြေခံဖွဲ့စည်းထားပြီးရုပ်တရားဘိုင်းကကြည့်လို့ရင်လည်းရှစ်ခုနဲ့ပဲအခြေခံဖွဲ့စည်းထားတဲ့ထို့အခြေခံပြီးတော့ဖွဲ့စည်းထားတဲ့ရုပ်တရားနန္တရားတွေကိုပဲသူရဲ့ငါရဲ့ပုဂ္ဂိုလ်တ attva ရဲ့လို့ဒီလိုအထင်အမြင်တွေပေါ်မှာယက်တံပြီးတော့ ဒီတဲ့ပို့ပြီးတော့မသိနိုင်ကြတော့ဘူးဟောဘီးဓမ္မာတင်လိုက်တာနဲ့တပြိုင်နဲ့အလုံးသိနေကြတဲ့အထင်အမြင်ဆိုတဲ့အပေါ်ယံအတွေးတွေကိုဖြတ်ကျော်ပြီးတော့အတွင်းအနှစ်ဖြစ်တဲ့သဘာဝတရားကလေးတွေရဲ့တစ်ခုစီတစ်ခုစီရဲ့ characteristic individual characteristic လို့ခေါ်တဲ့သဘာဝလက္ခဏာလေးတွေကိုသိရှိပြီးတော့လာတာဒါအဘိဓမ္မာသင်မှသိလာတဲ့သဘာဝတရားလေးတွေပါ ဲ့ဒီလိုသဘာဝတရားလေးတွေကိုအသေးစိတ်သိအောင်အဘိဓမ္မာတရားကရှင်းလင်းပြလို့အဘိဓမ္မာတရားကိုရှင်မဘုရားကောသမင်းမင်းရှိတယ်ဒဂရဆရာကြီးကအမင်းရှိတယ်ပဗေဒတော်ဒေသနာခွဲခြားစိတ်ဖြန်ပြီးတော့ဟောတဲ့ဒေသနာမျိုးဖြစ်တယ်တဲ့ပဗေဒတော်ဒေသနာကနဝိနိဘောကပဋိသင်္ဗိဒညာနဝဟာ အဘိဓမ္မာဒေသနာတော်ဟာခွဲခြားစိတ်ဖြာပြီးတော့ဟောရာဖြစ်သောကြောင့်ကဏဝိနိဗ္ဗောကတခုတည်းလို့ထင်ရလောက်အောင် လုံခဲနေတဲ့အရာဝတ္ထုတခုကြီးကပေါင်းစုထားသည့်အတွက်ကြောင့်တခုတည်းလို့ထင်နေရတဲ့ကဏလို့ပြောရတဲ့ compactness အဲ့ဒီ compactness လို့ခေါ်တဲ့တခုတည်းလို့ထင်နေရတဲ့အရာဝတ္ထုကိုပဲ ခွဲခြားစိတ်ဖြန်ပြီးပြောနိုင်လာတယ်။အေးစိတ်ဆိုတာတစ်ခုတည်းမဟုတ်ဘူး။အနည်းဆုံး၈ခုနဲ့ဖွဲ့စည်းထားတာ။ရုပ်ဆိုတာလည်းတစ်ခုတည်းမဟုတ်ဘူး။အနည်းဆုံး၈ခုနဲ့ဖွဲ့စည်းထားတာ။မြုံမုံကလေးတမုံဒီပင်လည်း၈ခုနဲ့ဖွဲ့စည်းထားတာလို့ဆိုတာအဘိဓမ္မာသင်လိုက်တဲ့အခါတမန်အမြင်နဲ့ထူးခြားတဲ့အမြင်လေးတွေကိုရလာတယ်။ဒီအမြင်မျိုးကိုမြင်ဖို့ဆိုတာအလွန်ခက်ရဲပါတယ်။အဲ့ဒီအမြင်မျိုးလေးတွေကိုရ အဲ့ဒီအမြင်မျိုးရလာတဲ့အခါဒီတဲ့အစင်မြင့်တဲ့အမြင်ပါရတော့ဆိုပဋိသင်္ပိတာညာနာဝဟာ analytical knowledge အရာရာကိုခွဲခြားပြီးတော့ခွဲခွဲခြားခြား၊ကွဲကွဲပြပြသိတတ်တဲ့အသိဉာဏ်မျိုးယ ahanan ပုဂ္ဂိုလ်ရင်းတောင်မှပဲပဋိသင်္ပိတာညာဆိုတာရနိုင်တာမဟုတ်ဘူးအလုံးဉာဏ်ဉာဏ်သွေးထက်မြက်တဲ့ယ ahanan ပုဂ္ဂိုလ်မျိုးမြမျိုးမသာဒီပရိသံပိဒါညာဆိုတာရရဟန္တာပုဂ္ဂိုလ်တိုင်းတော့မရနိုင်ဘူး အဲ့လိုမရနိုင်တဲ့အသိဉာဏ်မျိုးကိုရရှိစေတတ်တဲ့အဘိဓမ္မာဒေသနာတော်ကိုခုလိုစီးပူးကြရတယ်ဆိုတာလွန်ကန်ကောင်းတယ်အလုံးကိုရတော်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အခုဘိဓမ္မာသင်နေတဲ့ပုဂ္ဂိုလ်သည်ပုဂ္ဂိုလ်များဟာအဘိဓမ္မာအကြောင်းတော်သူအကြောင်းတော်သားများအဘိဓမ္မာ စာသင်သားများဘိဓမ္မာဆရာများဟာ တနေ့တစ်ချိန်ကြတော့အမြင့်ဆုံးအဆင့်ကိုရောက်ကြမယ်ဆိုရင်ပဋိသမိရာညာနာပတ္တပုဂ္ဂိုလ်ထူးတွေဖြစ်မှာပဲလို့ဘယ်သူကစွမ်းဆောင်ပေးတာတုံးဆိုဟောဒီအဘိဓမ္မာသင်္นานအဘိဓမ္မာသင်ယူခြင်းကနေစွမ်းဆောင်ပေးတော့မှာပါဒါကြောင့်မို့လို့ရှင်မဘုရောသအထက်ကရာမအတိလင်းရေးထားတာအဘိဓမ္မေသုတ်ပတိပန်နောပညာတံပရံနေတာယစတတောပဋိသင်ပေးတာဘာဘူနာတိတဲ့ အဘိဓမ္မာကိုစနစ်တကျသင်ကြားလေ့လာမှတ်ရှုကြမယ်ဆိုလို့ရှိရင်အသိပညာရတ္တိနဲ့ပြည့်စုံလာနိုင်တယ်ပညာရည်တွေတိုးတက်မြင့်မားလာနိုင်တယ်နောက်ဆုံးအမြင့်ဆုံးပညာဖြစ်တဲ့ပဋိသမ္မိတာဉာဏ်ထိအောင်ရောက်ရှိသွားနိုင်တယ်လို့ဒါအဘိဓမ္မာသင်ရခြင်းရဲ့အကျိုးကျေးဇူးတစ်ခုအနေနဲ့ဒီတစ်ပတ်ကအကျိုးကျေးဇူးတွေရှိပါအဘိဓမ္မာတရားတော်ဟာအလွန်လေးနဲ့လို့ အဘိဓမ္မာသဘာဝတရားတွေကိုဆင်ခြင်စဉ်းစားလိုက်လို့ရှင်တလောကလုံးကြီးတစ်ခုလုံးဟာအရခသိမ့်ဟာမြင်မြပဲကျေပြန့်နေစေကမူအဘိဓမ္မာဆိုတဲ့ဘောင်တစ်ခုတည်းတွင်းလိုက်လို့ရှင်အလုံးဟာအကျုံးဝင်သွားပင်လေကြီးဟာနဲ့လဲနဲ့တဲ့ကျေလဲကျေတယ်လို့ပြောကြတယ်သို့သောအဘိဓမ္မာဆိုတဲ့ဘောင်ကြီးထဲမှာထည့်လိုက်လို့ရှင် ပင်လေကြီးဟာကျဉ်းကျဉ်းလေးဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့ တေဟိုကျွန်းကနေပြီးတော့အိန္ဒိယမဟာဗောဓိဘင်ကိုသွားရောက်ဖူးမြော်ဖို့ဆိုပြီးတော့ကတိံပယမဟာတိတ်တမထေကြီးဟာတေဟိုကန်းကြီးကနေပြီးတော့အိန္ဒိယနိုင်ငံဘက်ကိုကူးတာလေသိမ်းမောနဲ့ဟိုဘက်ကိုဖြတ်ကူးတဲ့အခါကျတော့ပင်လေပြင်းကြီးကိုဖြတ်ကူးရတော့ပင်လေပြင်းကြီးကိုရှုစားပြီးသူ့စိတ်ထဲမှာဘလို့တွေးမိတယ်လဲဆိုရင် ။အော်ဟောဒီပင်လေပြင်းကြီးဟာအမတန်မှကျေပြောတယ်နဲ့လဲနဲ့တယ်။လှိုင်းလုံးကြီးတွေကလည်းပဲပင်လေပြင်းကြီးတစ်ခုလုံးဖုံးလွှမ်းနေလောက်အောင်ကြီးမားကြပါပေတယ်။သို့သောပဋ္ဌာန်းကျမ်းကြီးကိုလေ့လာစဉ်ကပဋ္ဌာန်းကျမ်းကြီးရဲ့နိနာနေတရားတွေကိုဆင်ញင်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဒီပင်လေပြင်းကြီးနဲ့တယ်ဆိုတာဘာဟုတ်မလဲ။ပဋ္ဌာန်းကျမ်းလောက်ပဲနဲ့မလဲ။ ပင်လေမြင်ကြီးကျဲတယ်ဆိုတာလည်းပါဟုတ်မလို့အကန့်တတ်တွေရှိနေတာပဲဟိုဘကန်ဒီဘကန်ဆိုတဲ့အကန့်တတ်တွေရှိနေ။နဲ့တယ်ဆိုတာလည်းအကန့်တတ်ရှိနေ။ပဋ္ဌာန်းကျမ်းကြီးနဲ့တယ်ဆိုတာတော့လိုက်လို့ကိုမမိဘူး။အကန့်တတ်ကို ပေါ်ထုတ်နိုင်ဘူး။ဟိုဘကန်ဒီဘကန်ဆိုတာကိုလည်းလက်လန်းမမိဘူး။မြတ်စွာဘုရားရဲ့ညံတော်ကြီးနဲ့ထုတ်ဖော်ဟောကြားထားတဲ့ဒီပဋ္ဌာန်းကျမ်းကြီးဟာအလွန်အလွန်လေးနေပြီးတော့ဟောဒီလှိုင်းလုံးကြီးများမကတ် <laughs> ကြီးမားလာတဲ့နိနေရတွေနဲ့ဖုံးလွှမ်းထားတဲ့ပဋ္ဌာန်းကျမ်းကြီးအဘိဓမ္မာထဲမှာအနာသအနေနဲ့ဗုဒ္ဓမြတ်စွာကအမြင့်ဆုံးအနေနဲ့ဟောထားတဲ့ဟောဒီပဋ္ဌာန်းကျမ်းကြီးဟာပို့ပြီးတော့နက်နဲပြီးပို့ပြီးတော့ကျေပြန့်တယ်လို့သူ့စိတ်ထဲမှာတွေးမိရင်ဘာဖြစ်လာတော့ဆိုရင်ပင်လယ်လိုင်းလုံးကြီးတွေကိုချိန်ပြီးတော့ယင်ထဲကပိတိလိုင်းလုံးကြီးတွေတက်လာအဲ့ဒီပိတိလိုင်းလုံးကြီးတွေကို နှစ်သက်တဲ့သဘာဝဝိပဿနာဉာဏ်ဖြင့်အဘိဓမ္မာအတိခြေခံထားတဲ့ဝိပဿနာဉာဏ်နဲ့ဆင်ခြင်စဉ်းစားလိုက်ပြီးသဘာဝပိတိရဲ့အခြေအနေကနေစပြီးသင်္ခါရတရားအလုံးရဲ့အခြေမြစ်တွေကိုနားလည်ပြီးမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေကိုကြည့်ပြီးတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရင်ဆင်ခြင်သုံးတန်ခါနောက်ဆုံးမှာယန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားဘူးတဲ့ဘော ဒါအဘိဓမ္မာရဲ့လေးနဲ့မှုကိုစဉ်းစားယုံနဲ့စဉ်းစားပြီးတော့ပိတိလှိုင်းလုံးထရာကနေပြီးတော့ယန္တာဖြစ်သွားတဲ့ဆိုတာအထတာလိနိအထကထာနိဒာနကထာ the expositor လို့အင်္ဂလိပ်လို ပြန်ထားတဲ့အထဲပါရေးသားထားတာမှတ်တမ်းတစ်ခု တွေ့ရပါတယ်ဒါကြောင့်မို့လို့ဒီအဘိဓမ္မာသင်္ဏန်းသားတွေတဲကလည်းပဲအဘိဓမ္မာတရားတော်ကြီးကိုလေ့လာရင်းကနေပြီးတော့ အမတန်နည်းနည်းပြီးကျေပြန့်လှတဲ့အဘိဓမ္မာတရားတွေကိုဆင်ញင်သုံးသပ်ကြပြီးဆင်ញင်သုံးသပ်ပြီးအခုလိုတရားတို့တရားမြတ်ဆိုတာရနိုင်တယ်လို့တို့သင်ရတဲ့အဘိဓမ္မာတရားဟာအလွန်အလွန်တန်ဖိုးရှိလာပါလားလို့စိတ်ထဲကဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့အဘိဓမ္မာတရားမိမိတို့ရဲ့နေရင်တဲ့နှလုံးသားထဲမှာကျေပြန့်တဲ့ကျေပြန့်လာပြီးအသိပညာတွေတိုးတဲ့တိုးအောင် ကြိုးစားအထုံနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု